မုံတန်နေရာကိုဖြတ်တောက်ခြင်းခန်း6မကြည်နိုင်ဘူးတဲ့ကွယ်ဒေးစီကို1898ခုနှစ်ကချီကာဂိုမြို့မှာမွေးဖွားသည်အညာတရာအလုတ္တမမိသားစုတစ်ခုမှာပါသူဒီမောင်နှမ10ယောက်နဲ့နံပါတ်10ဖြစ်လေသည်ဖခင်ကြီးသည်ကလေး10ယောက်အတွက်ဝင်ငွေကိုလုံလောက်အောင်မရှာနိုင် ဒီကြားထဲမှာမှအရက်ကလေးတမျှများလှုပ်လာတော့ပူ၍အိမ်တော်မှာကြက်ကြက်တဲတဲဖြစ်သွားခဲ့ရလေပြီ။ဤเจ้าများကိုကျွန်တော်စုပ်ွက်နေချိန်မှာအသက်တရာပြည့်လူနေပြီဖြစ်သောဒေစီသည်အတိတ်ကိုတစိမ့်စိမ့်တွေး၍ဆက်ဆက်ခါတုံ့လုံဆဲရှိနေ၏။သူမ၏အဖြစ်သည်တိတ်ခမဲ့သောအရက်သမားပါတဲ့။ထိုတိတ်တွင်သူ့မောင်ငယ်ကလေးကိုခြေနှစ်ကြောက်သည်။ညီမငယ်ကလေးကိုကြမ်းခင်းပေါ်မှလှိမ့်နေအောင်ပိတ်ပကန့်သည်။ဒေစီသည်အခန်းထောက်မှပူ၍ တရှိုက်ရှိုက်မူနေမိသည်အဖေကိုသူအယံမုံးလေသည်တနည်းသောအခါ၌အဖေထံမှရာဇသံပေးသံကိုကြားရ၏နေမျက်ခွက်ကိုသူမကြည့်ချင်းနေ့လယ်၁၂နာရီမထိုးခင်အိမ်မော်ကဆင်းတဲ့သာသမီ၁၀ယောက်တို့အတော်မတက်ဆူညံလျက်အမိခံဝင်စားအင်းကြီးစားတို့ကိုဆွဲ၍မတော်ရဘူးအမေအမေမတော်ရဘူး အဖေဒါတွေကိုတွေ့တာပဲဒါပေမဲ့တစ်ချက်ကလေးများအလျှော့မပီးဟာလုံးသေးကုန်မယ်နော်ငါကဆင်းသွားဆိုရင်ဆင်းသွားဒါပဲသူဖြစ်အမေဆင်းသွားသည်ဘသူမျှလိုက်မပူရဲပြတင်းပေါက်ကနေအကိုအမတွေကိုကြော်ခွလဲဒေစီလှမ်းမြော်ရေးကြည့်နေစေပခုံးလျှော်ကလေးနှင့်အိတ်နှလုံးကိုဆွဲထားသောအမေတရွေ့ရွေ့နေဝေးသည်ထက်ဝေးသောသည် သေးသည့်ထက်သေးသောသည်နောက်တော့ကွေပြောက်တော့ခဲ့ပါတော့သည်ပုံမှဆာ၍အတိုက်ပြက်သွားပြီပေါ့မောင်နှမဆယ်ယောက်နဲ့ချို့တို့အမေနဲ့တူသွားနေကြသည် အချို့တို့ကဆွေမျိုးတွေရဲ့အိမ်တွေကိုရောက်ကုန်ကြသည်ဒေစီခွဲတန်းကြသည်ကတော့အဖေနဲ့တူနေရခဲ့ဖို့ဖြစ်၏ဒေစီရင်ထဲခါသိချင်းအကျိတ်ခဲကြီးသည်ဘလူနီးနှင်းမြပျောက်ပြက်ခြင်းမရှိမိသားစုပေါ်မှာနင်းချေခဲ့သောအဖေပေါ်မှာကဘာမကြေလောက်အောင်မုန်းလျက်ပြီးသူနှင့်အတူတအိမ်ထဲနေရင်းလူဖြစ်ခဲ့သည်မောင်နှမတွေအကုန်လုံးဘသူမှပညာမပြည့်စုံသောသောအကြောင်းထွက်၍လှုပ်လှုပ်သူကလှုပ်စစ်သေးကိုဝင်သူကဝင်အတောင်ပံမစုံမလင်နှင့်အနေ င်းနဲ့ရရက်သူပြန့်လွင့်သည်ထို့နောက်အိမ်နောက်နေအသီးသီးကြကိုမိသားစုဘဝနေကိုအတိတ်ကိုခြံလက်မတင်မတင်မဖွဲမရအဆက်ဆက်တည်နေအဖေပြောက်ွယ်သွား၏ဘယ်ရောက်လို့ပဲပေါက်သိမသိဘေးသားသမီးကမှလည်းတန်တပူဆွေးခြင်းမရှိနှစ်တေကူးမြောင်မေးလောက်ပြီဆိုကမှဖိုးကြီးပြန်ကြွလာ၏အမူးလိုမီလေလွင့်တေလီချောက်တော်နေရာမှတခုသောညတွင်အဖျားတွေတက်ပြီးသတိလစ်နေသောသူကိုခရိယံကဲတင်ချင်းတက်က ဝိုင်းပြီးထူမှဆွေးခေါ်သွားသည်မတေကောင်းမပြောက်ကောင်းမနှဲဆေးကူอยู่ရသည်ဘဝတူခွပုံးနေနေတွင်၍ထိုးရက်မှဆက်လက်ခိုးကပ်နေသည်ဖျားရှိခိုးเจ้าတမထမင်းစားလက်မှတ်ထုတ်ပြွေးမိဆို၍ရှုပ်ရှုပ်မဲမဲနေဖျားရှိခိုးเจ้าကိုမှန်မှန်ရောက်သည် တနေ့သောအခါတရားဟောဆရာကယေရှုကိုလက်ခံလူတော်သူများဗိမာန်တော်ရှိကိုကြွခဲ့ပါဟုဖိတ်ခေါ်သောအခါထမင်းကြွေထားသောအသင်းတော်ကိုအားနာ၍အခြားသောသမားများနှင့်အတူရှေ့ကိုထွက်ပြီးလူလုံးပြသည် ဖြစ်ဖြစ်ရာဆုတောင်းပတနာကိုတရားဟောဆရာတန်၍ပေးသည့်အတိုင်းလိုက်၍ယူသည်ထူးထွေတည်အံ့ရသောဟုဆိုရမတတ်အများနှင့်မတူတမူထူးခြားဒုတောက်နေရာမှပြန်မထနိုင် မျက်ရည်ဖြိုင်ဖြိုင်ကြသည်ဆန့်ငင်ဆန့်ငင်တခဏမျှဖြစ်ပြီးမှ မတက်ပြန်ရိုက်နိုင်သည်သူကိုဆုံမနေသောနတ်ဆူထွက်တော်သည်ဟုသူခံစားလိုက်ရသည်ကဲ့တင်ချင်းတက်ရီကျန်းစာတင်နိုင်ကိုကြိုးစားပန်းစားတက်သည်အနံ့အောင်မခံခြင်းတော့ သူအသက်တာတွင်မြစ်တာတော်နှင့် ခွင့်လွှတ်ခြင်း၏ယတာကို ပထမကြိမ်ထိတွေ့ခံစားရသည်အဖြစ်တရားမှလူငယ်ချမ်းသာရာရပြီးဟူသူဇလန်းတွင်ကိုအချင်းချုပ်မြပြန်လည်ပြောပြလေသည် အဖိုးကြီးသည်သူလက်လန်းပြီးသမယကလေးတွင်အကုန်လုံးစီကိုတွားရောက်တွေ့ဆုံပြီးနောက်တယောက်စီကိုခွင့်လွတ်ပါရန်တောင်းပန်သည် သူမိုက်မာခဲ့ခြင်းအလုံးစုံကိုယင်ဖွင့်၍ဝန်ခံသည် ပြန်လဲရွေးတော့ဖာထီးရန်မဖြစ်နိုင်တော့ပါသို့သောဝန်နေပါတယ်ဝန်နေပါတယ် sorry ဆိုသောအတန်သည် သူကိုတကားအမြအိမ်မက်မက်ခဲ့ပဲအထက်ထက်ပစ်တည်နေတော့သည် အဖေ sorry ကိုသူတို့ချက်ချင်းမယုံနိုင်ရိုးရိုး sorry မဟုတ်နိုင်ဘူးဟုထင်သူကထင်၍မကြခင်မှထပြီးဖောက်ဥမှာပဲဟုဆိုသည် အချို့သောသားသမီးများကအဖိုးကြီးပတ်စံတောင်းမလို့လေးတန်ပြစ်သည်ဟုထင်ကြသည်အလုံးကိုအိမ်အောင်နေကိုရုံးကန်နေကြရသည့်ကြားတွင်သူရဖို့ပေးရရင်ဒုက္ခပဲဟုတွေးကြလေသည်သူတို့ထင်သလိုမဟုတ်ပါဖေသည်လုံးဝပြောင်းလဲတော့ခဲ့ပါပြီတာသမီ၁၀ယောက်နဲ့ ဖိုးရောက်တိတိကလည်းအဖေကိုလက်သင့်ခံလိုက်ကြပါပြီလက်သင့်မခံနိုင်သူကတော့တယောက်ထီသောဒေးစီပင်ဖြစ်ပါ၏ကာလာတန်ကြာကလေးကအဖေကိုစကားမပြောတော့ရန်သူတန်နေတန်ချတာတခဲ့ပြီးထိုအဋ္ဌံကိုမဖြစ်နိုင်ဒီလူကြီးဒီလူကြီးဟူသောနာမဝိသေသနာကသူသုံး၍ သူ့ရင်နဲ့သူ့ပစက်ထဲမှာဖေဖေဟူသောဝေါ်ဟာရကအလင်းမရှိဒီလူကြီးပြန်လာခြင်းက သူ့ဉာဏ်သက်နေသောအတိတ်ခံစားချက်တို့ကိုအသိပြန်ဖြစ်စေသည်အရက်နှစ်ရောနေသောအမျက်တွေအပြက်တွေကို ပြန်လည်မြင်မက်စေသည်တွားရှာပြီးဖြစ်သောအမိဒုက္ခတွေကိုဆက်ဆက်သတိရစေသည်အိမ်မက်ဆိုးတွေမရွေအေးရီတွေပြည့်စေသည် sorry ဆိုတဲ့စကားတစ်လုံးနဲ့ပဲဒီအကျွေးတွေကကျေနိုင်ရောလား ဒေစီကအကြောင်းပြသည်ထို့နောက်ဒီလူကြီးနှင့်သူနှင့်ဘာမှပတ်သက်စရာအကြောင်းမရှိဟုပြက်ပြက်တောက်တောက်ဆိုခဲ့လေသည် အဖိုးကြီးသည်ယခုအရက်ပြတ်သွားပြီမှန်တော်လဲယခင်အရက်ဤလက်ချက်ကတော့မျိုးပြုတ်မသွားသေးပေအသေးတွေဦးရီမှာယောဂရာလျက်ငါးနှစ်နီးပါးမမမကြမ်းဖြစ်ခဲ့ရသည်ဒေစီအမတော်ဆက်သူအခြားသမီးတယောက်နှင့်အတူနေ၍အိယာကကောင်းကောင်းမထာနိုင်မစွမ်းမတန်ကြီးဖြစ်၍နေလေသည် အိမ်ရှိအိမ်ခန်းသာကွာဝေးတော့အမ၏အိမ်မှထိုလူကြီးကိုဒေးစီတခါမျှတော့မကြည့်ထိုအိမ်ကိုကြော်၍ဈေးသွားသည့်တန်အောင်ထိုလူကြီး၏တရင်ကိုမမီထိုအိမ်ကိုကြော်၍ဘတ်စကားမတန်ကိုသွားတော်လဲထိုလူကြီးကိုအမြဲချန်ကထားလေသည်တော်ရည်လာဘောသူကလေးတွေကတော့ မင်းတို့အဖိုးကိုကြည့်ချင်ရင်တွားကြည့်ကြဟုအခွင့်ပြုသဖြင့်ကလေးတွေကတော့အဝင်ထွက်ရှိသည်နောက်ဆုံးသောညနေနေလုံးမကွယ်မီမှာဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေသည့်ထိုလူကြီးသည်ခြေတံကလေးတစ်ချက်ကြားသောအခါကာဝါသို့လေပင်ကိုအာကျူမန်တက်ဆောင်းရကြည့်သည်ကလေးမဒီတယောက်ကို သူမြင်သောအခါဒေးစီဒေးစီသမီးလေးဖေဖေးစီကိုလာပြီးတော့သူစိုးစား၍အတန်ပြုလျက် သူ့ဒေးစီကိုမုသိပ်စွာ ဖက်လိုက်လေသည် တခန်းလုံးမှာ နေဝင်ချိန်ကိုစောင့်နေသူတို့အဖို့ရင်ထဲမှာမချိထိုကလေးသည်ဒေးစီမဟုတ်ဒေးစီသမီးကလေးမာဂရက်သာဖြစ်ကြောင်းကိုဘသူမှပြောရမထွက်ပဲငေးမောလျက်သာနေကြလေတော့သည်အော်ထိုလူကြီးသည်ကျေးဇူးနှင့်ဂိူနာတော်ကိုဘဝမချုပ်ခင်မှာလျော်ယမ်းမြင်မဲ့နေရှာသည်တကား သူဖီလိုဘယ်တော့မှမဖြစ်စီရဟုဆုံးပြတ်ခဲ့သောမိခင်ဒေစီသည်အရက်ဆိုလျင်အနံ့ကိုတော်ဝေးဝေးကရှောင်ခဲ့လေသည်သို့တော်သူ့အိမ်တော်ကိုလက်သက်မွေးရမှာတော့သူသည်လည်းကြောက်လန့်စွာရှင်သန်ခဲ့ရသည်ငရဲခန့်ထက်အနေငယ်သာပြုတ်ပြောင်းခဲ့ကြောင်းတွေ့ရလေ၏ပလက်ကရတိုင်းပေါ်မှာခေါင်းကိုက်သဖြင့်ဇက်ကြောအဆွဲခံရင်းကလေးတွေကိုတိတ်ကြဆန်းဟူ၍ငဲတန်ပေါင်းအိုတက်သည်နင်တို့တွေကို မွေးမလာတာကောင်းနေစံကုန်မြင်လေးယူဤသို့အော်ကြီးဟစ်ကျလုတက်သည်အမေရိကန်မှာစီးပွားရေးကကြီးစိုက်ချင်းတယောက်မွေးလာတိုင်းပါဇက်တစ်ပေါက်တူးလာရာပါဇက်၆ပေါက်ကိုအိမ်ချင်းချင်းကလေးထဲမှာကျွေးမွေးသုံးသင်ခဲ့ရသည်သူအင်္ဂလိပ်မှာပင်ယခုအသက်တရာတိုင်သူဆက်လက်နေထိုင်ဆဲလေးဖြစ်လေကျွေးမွေးတုတ်တင်နေတဲ့လက်သက်မွေးတဲ့ဝါကြတွေကိုစစ်စစ်ကြည့်ကြပါ ပြင်းရတော်သည့်အတိုင်းအမှန်ပင်ဓာတ်သက်ပါခဲ့ပါသည်အင်္ဂလိပ်ချင်းချင်းထဲမှာ6ရောက်စလုံးပြပြဝင့်နေအောင်လက်နှင့်အားရပါးရတတ်ပြီးမွေးရာခလေးတွေအဖိုးကတော့တုတ်တင်နေသလို ခံစားရသည်တော်ပါသည်ရဲ့ပယ်ရှင်းဆိုတာမပါသေးလို့ဒေစီသည်တမဏိကဲ့သို့မာကျောသူဖြစ်ရာသူဘသူကိုညာမတောင်းပန်တတ်သူဘသူကိုမှလည်းခွင့်မလို့တတ်ခဲ့ပြီးကျွန်တော်ကမာဂရက်နီခင်မင်းသောကြောင့်မာဂရက်ပြောတော်သူ့အမိဒေစီအကြောင်းရင်းကိုများစွာသိခဲ့ရနေသည်မိမိကတော့ဆံမေ ကျမတဲ့အငယ်မလေးကိုရိုက်တော့ဟိုကငိုတယ်ငိုရမလားဆိုပြီးထပ်ရိုက်တယ်ကျမရဲ့အကိုကြတော့အောင့်မီးမငိုဘူးအန်ကျိတ်ထားတယ်အဲ့ဒါကိုပြောင်ပြက်ပြက်လှုပ်တာဆိုပြီးဆက်ရိုက်တယ်ကျမကိုယ်တိုင်လည်းခဏခဏအဆိုးခံရတာပဲ sorry ပါလို့တောင်းပန်ရင်မကြိုက်ဘူးတကယ် sorry မှန်းသိရင်ဘာဖြစ်လို့အစကတည်းကလှုပ်သေးတယ်လဲဆိုပြီးဆွေးလိန်နာကိုပါအစ်စ်ခံရတတ်တယ်တဲ့မာဂရက်ဤခစ်ကိုတလဲကူပြီးသားသမီး၃ယောက်ရှိအကြီးဆုံးကောင်က Michael ။အေးကိုတော့မနှင်းရတဲ့ဖြစ်ပုံများပြောပဲမပြောခြင်း။1960ပြည့်လူနှစ်များအတွင်းကလူပြိုဖြစ်ကာစားမိုက်ကယ်ဆန်ရှီထားသည်နှကမ်းမွေးပတိုင်းမွေးဒီကလည်းထူးထူးနှင်းမျက်မှန်တီတီကလေးကိုမလူပဲတက်စင်း။ဂီတာမြေးကင်ပြီးအိမ်မကအရက်တောက်တောက်ပြီးတောင်ပြိုးမြောက်ပြိုးပြိုးတက်သည်ထစ်တစ်တစ်ရီတီတီတွင် နောက်တော့ဆေးကြောက်ရှူပြီးအမေရှိမြတွေကိုအလေးတုတ်တက်လာလျာအိမ်ကနင်ချပစ်လိုက်ခြင်းပင်ဖြစ်လေ၏ မိုင်ကယ်ကဟစ်ပီအဖွဲ့အစည်းတွေကို ရောက်တော်သည်တခါတည်းရန်၌ဘိုင်ပြတ်သဖြင့်ခိုးကြောင်ခိုးဝှက်နှင့်ပြန်လာပြီးမြမလေးတွေစီကနေပတ်စံတောင်းပြီး အမေခွင့်လို့ရန်အတန်ပြုသည်တော်တော့ငါမသိချင်းနင်းမျက်နှာမကြည့်ချင်ဘူးအမွေပြတ်ဆွလွတ်လိုက်ယုံသားမကပိုင်းနဲ့ကျွလို့မှုနေပြီးကိုသားကိုကိုပြန်ပြီးအချုပ်ခန်းနဲ့ပို့သည့်အထိဘယုတ်ဒုက္ခတွေဖြစ်ကုန်ရသည် ရာပြည့်အမေဦးကြီးဒေစီမအစမိုက်ကယ်အထိ ကျွန်တော်မကင်းမကွာတည်ကျွမ်းသည်အမေမာဂရက်နှင့်သားမိုက်ကယ်တို့ကြားမှကျွန်တော်ပြန်လဲရင်ကြားဆေးဖို့အစွမ်းကုန်ကြိုးစားသည်နှစ်ပေါင်းအစိတ်ခံများကြပါပြီမအောင်မြင်ခဲ့ပါမာဂရက်စီတို့ငင်းကြရေးအလံဖြူကိုကျွန်တော်ထောင်ရင်တော်တိုင်းကျေးဇူးဂယူနာတော်၏ရတာကိုတစ်ခါမှမခံစားရရှက်ကြောက်ပွေဒေါသကိုပဲတွေးကြုံရသည်မိုက်ကယ်ကို16နှစ်သားအရွယ်လောက်မှပြောခဲ့တာတွေကတိတ်မလွန်လွန်မူလားမာဂရက်တခုခုကလေးပြင်းပြီးပြောရင်ကောင်းမလားလို့ ကျန်းစာကြောင်းတစ်ခုမှာအချိန်ပိုင်းသင်တန်းတက်နေသောဒေါ်မာဂရက်ဒေါသတွေအကြီးအကျယ်ထွက်ပြီးကျွန်ုပ်ကိုပါနှင်မလွတ်တာတော်သေးသည်ဒီကောင်မြ мян သေးမအေးမတဲ့စဉ်းစားပါဦးကိုမွေးထားတဲ့သားကလေးတည်သွားတဲ့နောက်ဘလို့လုတ်ပြီးအေးမလဲအမေလုတ်သူရဲ့မျက်ကြောတွေတွန့်သွားတာခြေထောက်တွေတစ်ခုနဲ့တစ်ခုပုတ်တာလက်မောင်းတွေဆက်ဆက်လုတ်တာကိုကျွန်တော်သတိပြုမိသည်ဘာမှတော့ပြန်မပြော ယခုအချိန်မှာမိုက်တယ်ဒီဟာဝိုင်ယီမှာရှိနေ1962လူကဟစ်ပီဟောင်းကြီးဘဝနဲ့မူရစီဝဒံရဟောင်းများကြောင့်လူကြောင်ကြီးအဖြစ်အမိကုတ်နေရသည့်ဘဝလော်ရီကားနှစ်စီးထောင်ပြီးရုန်းကန်နေရသည်ပထမမိမနဲ့အဆင်မပြေနောက်တစ်ယောက်ထပ်ယူဆင်းသွား ုနောက်ဆုံးစူးစူဒီလက်တီအမေရိကန်သူကလေးနှင့်ကျွန်တော်သိထားသမျှအဆင်ပြေမည်ပုံရှိသည်နောက်ဆုံးတစ်ခါတယ်လီဖုန်းဆက်တော့အရင်ဟာရီတို့ living together မဟုတ်တရားဝင်လက်ထပ်ပြီးပြီဆိုရင်ကျွန်တော် congratulation လုပ်လိုက်ရသည်သည်ဒါနဲ့ပင်မကြမီတရက်မှာကျွန်တော်သူ့စီကိုဖုံးထက်ဆက်သည်ဖျားရှိကိုကြောင့်မှန်မှန်တရံအမေစီကိုလက်ဆောင်ပို့ပေးရန်စူးနှင့်အချီနေကိုလိလာရန်ရည်ရွယ်ချက်များနေဖြစ်လေသည်မဆိုးလား တင့်ချက်အနေနဲ့ဖျားရှိခိုးเจ้าကိုရောက်ပါသည်တဲ့မှန်မှန်လို့တော့မပြောရန်ဖာရန်ခါဖြစ်ပါလိမ့်မည်မေပုံငွေရှံကလေးရှိ၍ NGO တခုကိုလည်းအလွန်ဝထိပ်ပြီးနေပါသည်တဲ့။တာရုတာရုကျွန်တော်စိတ်ထဲကရွတ်ဆိုမိသည်။နှင်းချက်အနေနဲ့အမေစီကိုပန်းချင်းတစ်ခုနှင့်သစ်သီးများပို့လိုက်ပြီးကျေးဇူးတင်သည်နောက်ထပ်ဒုက္ခမရှာပါနဲ့ဟုဖက်စ်ပြန်ပို့သည်တဲ့။ဒါလည်းမဆိုဘူးတာမီချာမှတိုးတက်သည့်အလားအလာဟုကျွန်တော်ထင်ပါသည်။ဆိုတာကနောက်ဆုံးတစ်ခုလက်ထပ်မရဆူကြီးကိစ္စဖီလီယာဒီကောင်မအကြောင်းတော့မပြောပါနဲ့တော့။ควาชิ้นจีนเนี่ยสูโลละมัดทุบไปไล่ยาบีเด้ ဖုန်းကိုပြန်ပြီးချလိုက်ပြီးနောက်ကျွန်တော်ငာ၍စဉ်းစားမိသည်ဒီမျိုးနယ်တွေထဲမှာဘာတွေများဖြစ်နေသလဲသူတို့ DNA ခရိုမိုဆုံးတွေထဲမှာကျေးဇူးတော်ကိုရယူခံစားဖို့ဆိုတဲ့အချက်တွေမပါဘူးလားဒီကောင်မအကြောင်းမပြောပါနဲ့တော့ဆိုတော့အတန်ဒီသူကိုယ်တိုင်ကြားရဖို့ဒီငါမသိမချင်းမကြည့်ချင်ဘူးဆိုတော့အတန် sorry ကလေးနဲ့ဒီအကျွေးတွေကျေနပ်ယူလားဆိုတော့အတန်အကုန်လုံးနေလုံးလေချပတ်ရက်နေလို့ဒီကျွန်တော်တနေ့ဆူတောင်းရဲ့ဆက်လက်စဉ်းစားသည် ကျေးဇူးနှင့်ဂယုဏတော်သည်သိပ်ပံလွန်နှင့်နမိတ်ကဖြစ်တည်နေသောအဖဖျားသခင်၏မြတ်တာတော်ဖြစ်သည်သူကိုဝိညာဏအနေဖြင့်ပြန်၍ရယူရမည်တင်ချသဘောနှင့်ဘလို့မှတွက်ယူ၍ရကောင်းနိုင်မည်မဟုတ်ဤသို့ကျွန်တော်ဆုံးဖြတ်ချက်ချလျက်အနှစ်တရာကျော်ဂျုံမွေခဲ့သည့်ကျေးဇူးတော်မဲ့တန်တရာကြီးပြက်ဆဲကိုပြက်ဆဲရမည်ဟုစွ့ယုံကြည်နေမိပါလေသည်ကျွန်တော်ဆုခဲ့သည့်အတိုင်းမာဂရက်သည်ယုံကြည်သူ ခရိယန်တယောက်ကျမ်းစာသင်တန်းတက်နေသူ ကျန်းစာရေးဝိညာဉ်ရေးရအနှစ်သာရကိုခံယူနိုင်နေအဆက်မပြတ်နိုင်အောင်နှစ်ပေါင်းရာနှစ်ချီ၍ဖြစ်စည်းခဲ့ရသောကျေးဇူးတရားနှင့်အဖြစ်ဆိုးတွေကလည်းကျွတ်လွတ်နိုင်ရမည်စသည်စသည်ဖြင့်ကျွန်တော်အားတက်လာသည်တို့နှင့်မာဂရက်ပျောက်သောသားနှင့်ပတ်သက်တဲ့သင်ခန်းစာကိုဘလို့သဘောရသည်သူတက်ရောက်နေသောဓမ္မကောလိဧကံမှာကျွန်တော်သွား၍ကော်ဖီအတူတူတောက်ရင်စကားအစပြုလိုက်မိပြီ။တလောက်မိုက်တဲ့သားဟာသူ့ရဲ့နောင်တနဲ့အဖေ့စီကို ယူယူကျူးကျူးပြင်လာပြီဆိုတော့အဖေကလက်ခံရတော့တာပေါ့သူကသူ့လိုရာအတွင်းသူ့စိတ်နဲ့ရှင်သွဲတော့ခံစားချက်များဖြစ်တာအဖေကိုထုတ်ယူနေခြင်းဖြစ်နေပြီကျွန်တော်ကသူ့ဤခိုင်မာသောဗီဇစိတ်ကိုသိပ်ပံနေကြလက်ခံနိုင်တယ်လို့ကျေးဇူးနဲ့ဂရုဏာတော်ဤအံ့ဩပွရာတည်ရှိမှုကိုလည်းပို၍ယုံကြည်သူပဲသူ့ဖြစ်၍ကျွန်တော်ခွဲခြားစိတ်ဖျားမိသည့်ခရစ်ဝင်ကျမ်းမှာတင်ချာလို့ဤ အဖြစ်များကိုအေးအေးဆေးဆေးရှင်းပြပေးလိုက်တည်သူအခါတိုင်းလိုအပြင်းထန်ငင်းဆန်ခြင်းတော့မရှိ မာဂရက်အဒီနဲ့နားထောင်စီခြင်းပါတယ်တမာကျန်းစာရဲ့အသက်လန်းအဖြစ်ကိုကြားစီခြင်းပါတယ်တိုးတကောင်ရဲ့ပုံရင်ကြီးတင်းကနှပြနဲ့ပေါက်ကြောက်တော်သားအဆရှိတဲ့အလုတမာရီကိုတန်ရန်တန်ကြီးအတိုင်းမဟုတ်ပဲသူကြိုက်တလုံးဝင်ရှင်းပေးတယ်ဆိုတဲ့ယေရှုရဲ့ပုံမြင်ဥပမာတော်တွေအကုန်လုံးအကြောင်းကို တ်သက်ပြီးစင်ရင်ရိစေခြင်းပါလေအဖွားကြီးကစက်ပါဝန်ဆိုတဲ့သဘောမျိုးလုပ်ပြသည်ဘုရားသခင်ရဲ့ကျေးဇူးဘူးနာတော်ဟာအနန္တမေတ္တာတော်ရှင်ဆိုတဲ့ပမာဏနဲ့အညီပေါ်ထွက်နေတဲ့အရာပဲလူအုံနောက်နဲ့လိုလင်းကြံစနီလန်းရဆိုတဲ့အရာမျိုးတော့မဟုတ်ဘူးလူလောကမှာကိုကဖြစ်ဖြစ်ညင်ညင်စူးစမ်းပြီးမှအပူတောင်းလို့မရစကောင်းတယ်လို့ဘေးအဖြစ်မျိုးကြောင့်မှ ူမှမပေးနိုင်တော့ပါဘူးပေးပြန်ရင်လည်းရော့တော့တယ်ဆိုတာလည်းမရှိနိုင်ပါဘူးမာဂရက်ရဲ့မာဂရက်မျက်ရည်လေသွားတယ်လို့ပဲနှစ်အစိတ်ကျော်ကိုယ်ကွာနေသောသားလူကြောင့်ဤဖိတ်ခေါ်ချက်အရာ မာဂရက်ဒီဟာဝိုင်ယီကျွန်းမှာတလတူချာတော့ရောက်အနားယူခဲ့ကြောင်းကိုကျွန်တော်ကြားသိရတော့အခါကျေးဇူးနီဂူနာတော်ဒီလူသားတို့ရဲ့သင်္ချာတက်ပညာလေးဘာမှမဆန်ကြောင်းကိုကောင်းစွာနားလည်ရလေသည်ကျေးဇူးနီဂူနာတော်ဒီလွန်ထူးဆန်းသောဖရာယီမြစ်တာတော်မှာစီစဉ်သရောက်နေသောစိတ်ဆန်းရည်ဖြစ်သည်သူဒီလူ၏အမြင်ရာတရားမျှတမှုရှိမရှိကိုနဗီးသူချိန်၍ထားလိုက်သောကြောင့်သူအနှစ်သာရကိုလူသားနားလည်အောင်ရှင်းပြဖို့အလွန်ခက်ခဲပါသည်သို့သော ူရှိရာနေရာတိုင်းမှာလည်းသူရှိပါသည် လူရှိရာနေရာတိုင်းမှာသူရှိသည်မိသားစုအတွင်းမှာယင်းသည် သစ္စာတရားဖြစ်သလိုလူမျိုးစုများ လူမျိုးကြီးများနိုင်ငံတော်ကြီးများအားလုံးတို့မှာလည်းထိုသစ္စာတရားသည် အမှန်တည်ရှိနေလေသည်